မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့အရှင်ပညာတိဟာဘိဝန္တပြင်စနိကေရေးသားသောနာနာဘာဝနှင့်တွေ့ဘူးသူများဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင်အရှင်ပြားစိတ်နေတဲ့ပရိကစေစွဲပရိအစ်စ်နော် ဟုတ်တယ်တကားကြီးပရီးကကြာပြီထင်ရဲ့လက်စီတက်ပြီးပြောင်းနေတာပဲရှင်ပြအတော်စိတ်ထားဟန်သူရဲ့ဒီပရီးဟာအနှစ်90ကျော်ပြီးတကားကြီးရဲ့ဖုန်ကြီးဆရာတော်ကြီးရဲ့ပရီးဒါကြောင့်လက်စီတက်ပြီးပြောင်းချောနေတာဖုန်ကြီးစိတ်ထားလို့မဟုတ်ပါဘူးဖုန်ကြီးကပရီးစိတ်တာဝါသနာပါလားလို့ဝါသနာပါရရဲ့လို့တော့မဟုတ်ပါဘူးကိုရင်ဝက်ကလေးကစိတ်ဖြစ်နေတာကျုပ်တို့ငငယ်ကဆရာတော်ဖုန်တော်ကြီးကဖျားဝတ်တက်ပြီး ကိုရင်ចောင်းသားအလုံးနေ့စဉ်ပတိစိတ်ရတယ်။ဒါကြောင့်စိတ်လိတ်ဆွဲသူကိုဆွဲသူတွေလို့ပတိကိုဆွဲနေတာမျိုးရယ်ပါ။စိတ်ချေရောက်ရင်စိတ်လိုက်တာပဲ။ပတိစိတ်လို့ဘာအကျိုးထူးတွေခန်းစားရတော့ဖေ။ထူးထူးခြားခြားဘာခံစားရတယ်ဆိုတာကိုတော့သတိမထားမိပါဘူးတကကြီးရဲ့။သူလိုကိုလိုပါပဲတကကြီး။ပတိစိတ်ရင်အကျိုးထူးရမယ်လို့တထစ်ချတွတ်ဆထားဟန်ရှိ။တကကြီးကကြုံစကားကိုသိပြီးသဘောတွေ့ဟန်မတူ။ ကိုကအကျိုးမျောကိုပြီးစိတ်ဓာမျိုးဒီအပြင်အဋိဌံဝင်ပြီးစိတ်ဓာမျိုးတွေမဟုတ်တော့အကျိုးထူးဆိုတာကိုတသက်မှတ်မှတ်သတိမထားမိကြောင်းကိုရှင်းပြရသည်ကျုပ်တို့ငယ်စဉ်တုန်းကယနေ့ခေတ်လိုတရားထိုင်ကြသည့်ဘာဝနာကိစ္စတွေတော့ရော်ဒီမှာမထွန်းကားသည်ဥပုသည်များလည်းမနဲ့သီလယူအိမ်ပြန်သူကပြန်မပြန်ကြသူများကတော့စတော့နေ့လေတေးတမောအိပ်ပြီးကြလင်နေကုန်ပတိစိတ်ကြသည်ပတိစိတ်ကြတာကလည်းအစဉ်လာတိုင်းအရန်ဆိုပြီးစိတ်ကြ၏ ဒီကနေ့ခေတ်လိုဟိုအားဖြစ်ဖို့တရားဖြစ်ဖို့ဆိုသည့်မလုံးပေကစိတ်ရန်ဂါရာများနဲ့ဟိုဒီဒီပါဠိများဖော်ပြပေးသောစာအုပ်တွေလည်းမရှိသေး။ဥပုသေသည်ပရိစိတ်ကြရမည်ဟုမီယိုဖလာတိုင်းစိတ်ကြခြင်းဖြစ်သည်။ ။နောက်စာဖတ်တော်သည့်ကိုရင်တို့မဟုတ်ကျောင်းသားတို့ကိုဇိနရပကတနီတို့ဝိမာနဝတ္ထုမြန်မာပြန်တို့ဗုဒ္ဓဝင်တို့လိုစာရေးပေကြီးတွေကိုဖတ်စေပြီးစာနာကြ၏။ထိုမှတဆင့်တက်ကဖះကုန်းတော်ပေါ်တဲ့အဘိဓမ္မာတရားပွဲအမည်ဖြင့်ယောနီးချုပ်ဆက်ကျောင်းနိုင်ဆရာတော်များကိုအလှည့်ကြပင်၍နေ့လည်ခင်းမှာတရားပွဲကျက်ပါကြ၏။ကောင်းတော်ကောင်း၏။တို့ပေမဲ့ကျောင်းနိုင်ဘုန်းကြီးတိုင်းတရားဟောတတ်ကြသည်မဟုတ်၍ဆရာတော်များအသက်ကြီးမှတရားကျက်ကြရသည်။မမေ့အောင် နေ့စဉ်လေ့ကျင့်နေကြရသည်။ ကိုယ်တိုင်တရားဟောနေရ၍အခုပြန်တွေ့မိမှထိုစဉ်ကဆရာတော်များအတော်ပင်ပန်းကြမျိုးကိုစာနာနားလေရ၏ခစ်စနေအရာဖတ်ဆရာစာအုပ်ကလည်းတော်ကြောင်နေမှာပေါ်ပေါ်များများမရှိပါဠိပိဋကတ်ကြတော့လည်းအများစုတက်မြောက်ခြင်းမရှိကြ။နောက်ခုခေတ်လိုစထမမူရိုက်မဟုတ်၍စာလုံးများမှာတပြင်းတည်းဖြစ်၏။အဖြတ်အတောက်စာပိတ်ခွဲနေလာသည်။စာရှာရမလွယ်ကူ။ဒါဆိုဒီပတိနဲ့ပတ်သက်ပြီးထူးခြားတဲ့ဖြစ်စဉ်များကိုမရှိဘူးလားဖေယဟုဆိုတာဆက်လာပြန်။လူမထူး၍ပတိများထူးခြားလေမလားဟုလှဲ့မေးဟန်တူ၏။ ကျော့တကားကြီးရဲ့ခတ်တော့နေပြီလူမာမထူးမလာတာပရိကဘလို့လုပ်ပြီးထူးမှာတော့ဒါပေမဲ့နှစ်ကြတဲ့စင်စွဲစစ်မှုကိုရောက်စားရင်တော့ဈေးကောင်းရနိုင်တယ်ဗျဟုပြောပြီးနောက်လိုက်တော့တကားကြီးလည်းဥချရွေးမကြေမချမ်းပြန်ပြန်သွားတော့သည် လူသားအများစုကတော့ပရိစိတ်တာတို့တက်တက်တို့စားတာတို့အတိတ်ထဝန်တာတို့ကိုဆောင်ရွက်ကြရင်လောကီအကျိုးတစ်မျိုးမျိုးတော့ရနိုင်သည်ဟုအမြင်ရှိကြသည်အစွဲတန်ကြ၏ဒါလို့လို့ဘာကျိုးရမှာလဲဆိုတာအကျိုးတစုံတရာကိုဥစွာမျှော်ကိုပြီးရနိုင်ရည်ရှိပါမှအဲ့ဒီကိစ္စကိုဆောင်ရွက်လေရှိတတ်ကြ၏အကျိုးဆိုတာကတော့လူခံစားကြလိုက်အမျိုးမျိုးရှိတတ်သည်ဘာရမရဲ့ညာရမရဲ့မဟုတ်ပဲ ကိုယ်စိတ်ခံနဲ့ကိုယ်စာဖတ်နေရပရိစိတ်နေရစာရေးနေရတရားမှတ်နေရပရဟိတဆောင်ရွက်နေရခြင်းတို့ဖြင့်ကျေနပ်နေသူတွေလည်းအများပြားရှိကြ၏ဒါကိုအကျိုးဘာမှမရဟုမပြောဆိုနိုင်တခါကြီးပြန်သွားမှဒီပရိကနာနာဘဝလက်ဖြင့်ကင်ဆွဲခံရသည့်ပရိဆိုတာကိုငါနဲ့ပြောလိုက်ရအကောင်းသားဟုဘာသာတွေးမိပြီးပြုံးမိပါသေးတော်သည် လွန်ခဲ့သည့်နှစ်20ကျော်1348ခုနှစ်ညောင်စည်းရွာရွှေမြစုဆရာတော်ကြီးသည်တက်တော်63နှစ်တွင် ပြန်လည်တော်မူသည်ဆရာတော်ကြီးဘွဲ့တော်မြေမှာဗဒ္ဒနာပညာဝန်သားဖြစ်ဆရာတော်ကြီးသည်နနအာယုန်နှင့်ရည်ရွယ်ချက်နှင့်အချိုးပွဲအနည်းငယ်များ နေဆုံးကိုလည်းကိုရင်ကျောင်းသားများကတ်တာကိုသာဖုံးပေးတော်မူ၏ချိုးတဲ့ခြင်းနဲ့ပော့တဲ့ငန်းနဲ့ပါမှမပြော ကိုရင်လေးစားချပေးခြင်းကလွဲလို့အသက်ထဆုံးတနေကုန်တပားတဲ့တရင်သုံးတော်မူပြီးပါဇက်ကိုတတုတို့ဆိုကလက်ကပရိမချာပဲအမြဲစိတ်နေတတ်သည်ဆရာတော်ကြီးသည်ဗနက်သုံးနိုင်ခွဲနှွေမိုးဆောင်ဘဲကာလမဆိုကျင့်ရမှအမြဲထပြီးနက်လန်းဆောင်နှမ်းမှာအာယုံတက်ချိန်ကြီးစင်းညာလျှောက်ပရိစိတ်နေတတ်သည် ်ပြန်လည်တော်မူသည့်ဝါရင်ကာလကလွဲလို့ဖျားတယ်နာတယ်ဆိုတာမရှိသလောက်ဖြစ်၍ဇင်းကြံလျှောက်ပရိစိတ်ချင်းနေဆက်ဘက်ဝက်ကနေ့စဉ်မပြတ်နက်လန်းဆောင်နှံကကြောင်းပေါက်မှနေကြောင်းမကြီးသည့်တောက်လျှောက်ကြောက်ပြခင်းအမိုးနှင့်ဖြစ်၏အရှိန်အောင်တွေ့တန်းနိုင်နက်လန်းဆောင်နှံ၏မြောက်ဘက်တွင်ခြေတန်းရှိဓမာယုံကြီးရှိ၏မြို့၌စေကူတာ၍မရဆုံးမလာသူများကိုရာထဲတွင်တွင်းဝဲမသားလည်းဓမာယုံအောက်တွင်ထားလေရှိကြောင်းကိုရခင်ကရေးသားခဲ့ဘူး၏ နတ်လန်းတောင်ဘက်အလဲသားသားခန့်တွင်ចောင်းသားကိုရင်များကတည့်ရရှိသည်ဟုထင်မှတ်ထားခံရသောကရမတ်ပင်ကြီးနှင့်မကြီးပင်ကြီးတို့ရှိကြသည်တတိဇင်းညံလျှောက်နေစဉ်စိတ်နေသည့်ပရိကိုနောက်ကနေလိုက်ဆွဲနေသည်လိုမျိုးပရိကတင်းတင်းသွားသည်ဆရာတော်ကြီးကပရိကြိုးကြည့်တာပဲလို့ထင်နေတဲ့ဒါပေမဲ့ကရမတ်ပင်နဲ့တပြေးတည်းနတ်လန်းကိုရောက်တိုင်း ထိုကဲ့သို့ပတိကိုဆွဲထားသလိုမျိုးဖြစ်ဖြစ်နေ၍ဆရာတော်ကြီးကလှည့်ကြည့်လိုက်တော့ရှေ့သွားနှစ်ချောင်းသာရှိပြီးကြံသွားအလုံးကျိုးနေသည့်သွားကျိုးတဲ့အမကြီးကပတိဆွဲလျက်ဆရာတော်ကြီးကိုရီပြီးကြည်နေတဲ့ဆရာတော်ကြီးကဟဲ့ဟဲ့ငါเจ้าမှာကိုယ်အိမ်နေเจ้าသားတွေနဲ့နေဒီမှာနေလို့မဖြစ်ဘူးသွားသွားတင်ရသွားလို့ပြောတော့ဆရာတော်ကြီးကိုရှစ်ကိုပြီးလေသာကုန်းရွာတင်ကြိုင်ကိုပဲထွက်သွားတဲ့ထိုအကြောင်းဘလို့ပေါက်ကြပြီးကိုရေကြီးများចောင်းသားများတိကြသည်မသိ ခုတိုင်ထိုးကိစ္စအမှန်ဖြစ်ကြောင်းတစင်တကားတစင်သားဖြင့်လက်ခံယူကြည့်နေကြသည် ဆရာတော်ကြီးနှင့်ပတ်သက်၍ဖြစ်စဉ်နှစ်ရပ်ကိုဤသို့မှတ်မိနေသည်ရခင်ဆောင်းဝါတွင်ရေးသားခဲ့သည့်လောကီဆရာငွေတူးသည်တနေ့တွင်ဆရာတော်ကြီးထံသို့အောင်ကြီးအောင်လေးအမိဖြင့်သူ့မွေးထားသည့်တရေနန္ဒဘဝနှကောင်ကိုကျောင်းမှာဆရာတော်ကြီးဘာလုပ်နေလဲဆိုတာကိုသိရအောင်လွှတ်လိုက်တဲ့ဆရာတော်ကြီးတရင်၃၀၀ကျောင်းသစ်လှေကားရှိရေကန်ဘေးတွင်ရှင်တငယ်ကမုန်းရှိ၍ထိုရှင်တငယ်ကမုန်းကဘုသူတော်ကြီးအသွင်ဖြင့်အောင်ကြီးအောင်လေးတရေနှကောင်ကိုတောက်မွေးဖြင့်လိုက်ရိုက်လို့ထွက်ပြေးကြရတဲ့ ကျောင်းထဲကိုလုံးဝဝင်ခွင့်မရကြောင်းနဲ့ဆရာတော်ကြီးပြန်လည်တော်မူပြီးနောက်ကျေးလက်ထုံးစံတိုင်းမှွင့်လင်းရသည့်တပူရဲလာ၌သာဝနာကျင့်ပါရန်ရုပ်ကလတ်တော်ကိုဓမ္မယုံမော်တွင်အပူဇော်ခံထားရသည်တနေ့ညနေစောင်းတွင်ကိုတင်စိန်ဆိုသူသည်ဆရာတော်ကြီးအကြောင်းပေါ်တွင်ဖျားဝတ်တဲ့ပတိစိန်နေစဉ်အရက်ရှည်ကြီးနှင့်ပုံသဏ္ဍာန်ကိုတွေ့ရသည်ဖြင့်ကြောင်းအောက်ထပ်သို့ဆင်းပြေခဲ့ရသည်။ ထိုးချောင်းကိုဆရာတော်ကြီးဗဒန္ဒဆန္ဒထေကိုလျှောက်ထားတော့ဆရာတော်ကစေးထတာဖြစ်ကြောင်းပြောဆိုကာကိုယ့်ရဲ့ထဲတွင်ရှိသော စေးတော်ကိုတိမ်သွားကြောင်းမှတ်မိနေပါသည်ဆရာတော်ကြီးကရှေ့ဆရာတော်ကြီးပြီးပြီးဟိုစေးဒီစေးဖောဆက်လေးရှိတီပြင်ငယ်ရုစဉ်ကမန္တလေးမြို့တွင်စာသင်ခဲ့သူဖြစ်၍ဗီဒီပညာလဲတက်ကြွတော်မူသည် ထိုခေတ်ကြည်လက်နေကြောက်နိုင်စရာတော်များသည်ဘိန်းတော်စေးပညာနှင့်ဗေဒီပညာကိုအထိုက်အလျောက်တက်မြောက်ထားကြရသည်အဘဲကြောင့်ဆိုသောတော်ယုံတယုံဖြာနာများနှင့်မျက်စိနာခြင်းအပမီးခြင်းတို့၌ဆရာတော်ပေတော်စေဆရာတော်တိုက်သောရေမန်းတို့ဖြင့်ပျောက်ကင်းကြ၏ယုံကြည်ခြင်းမေတ္တာဂိယုနာတို့ကြောင့်ဖြစ်ဟန်တူ၏အလူရဲ့မင်္ဂလာဆောင်ရဲ့အိမ်တိုင်းသူကျွမ်းနွားစသောပစ္စည်းပြောက်ကြကိစ္စတို့၌လည်းဖေတင်တွက်ပေးကြ၏ယနေ့ခေတ်ကဲ့သို့ခိမီစေးများမပေါ်သည်ရိုးရာအဆွဲများကိုလည်းအလွန်ယုံကြည်ကြသောကြောင့်ဖြစ်၏ ဆရာတော်ကြီးနောက်ဆရာတော်ဘာဒနာစန္ဒမထေဖုန်ကြီးဝကြီးငန်းစေးခေါ်နန်းတွင်းရှာဖို့စေခွေယူကြိုက်စေပယောကစေစေတန်ဦးတို့သည်ညောင်စေးနှင့်အနည်းဝင်းကျင်ရွာတိုင်းရဟန်းရှင်လူအလုံးတို့မတော့ဘူးသူမရှိသလောက်ဖြစ်ခဲ့ရ၏ဆရာတော်ကြီးနှင့်ငန်းစေးကိုတွေ့လျက်မြင်ကြသည် ိုရဒီယာဆရာတော်ကြီးအလူကြွလာရင်ငန်းစည်းကိုအလူအရက်တောက်ကြွ၍နှစ်စင်ဖော်ပြီးအလူကြွတိုင်းဆောက်ယူသွားရသည်လက်ဝါဖြန့်ရင်ငန်းစည်းရမယ်ဟုဆိုကဆရာတော်ကြွလာကရဟန်းရှင်လူတို့သည်ဆရာတော်ကြီးရှိတဲ့လက်ဘွားဖြန့်ကြသည် ပယောဂစေတို့တွင်စေအဆောင်တွင်ကြရ၏စေအဆောင်တို့သည်တမာရီအားဘလောက်ရှိရဲမရှိဘူးဆိုတာကိုသိရန်စမ်းသပ်လေရှိတဲ့ကိုတင်စိန်သည်ထိုစဉ်ကနှက်ကချင်းအထက်လန်းဆရာကဲ့သို့ပယောဂကုခြင်းများကိုလှုပ်ဆောင်နေခြင်းဖြစ်၍စမ်းသပ်လိုက်ဟန်တူပါသည်အခုကျုပ်ထံတွင်ရှိနေသောပရိသည်ဆရာတော်ကြီးပရိဖြစ်ပါသည်ဆရာတော်ကြီးပြောင်းလဲတော်မူပြီးနောက်ဆရာတော်ဗန္ဒနာဆန္ဒမထေက ထိုပရိကိုအမွေခံဆက်စိတ်နေ၏ ထိုဆရာတော်သည်ပရိကိုယူထားခြင်းဖြစ်သည် ထို့ကြောင့်ပရိကတဲအဲမကြီးအစွဲခံရသောပရိသူဖြစ်ကြောင်းကိုပြောလိုက်ရမှာဟုတွေးမိခြင်းဖြစ်၏ဆရာတော်ဗာဒနာဆန္ဒတိပြောင်းလဲတော်မူသည်ဖြင့်ကဆုံလမှ နေုံလတိုင်အောင်ရွာရင်ဇာပနာကိစ္စများဆောင်ရွက်ရန်တလကျော်ကြာနေရသည် ပြန်လည်မှုသောနေ့နေ့လယ်တွင်ဆရာတော်၏ရုပ်ကလက်တန်ရာကရင်ကိုဝါအစိမ့်တို့ကိုခွဲခြားစိတ်ပြပြီးဇာအဖြူများဖြင့်တစားစင်ကြရသည်လက်သမားဆရာများဖြစ်ကြသည့်ကိုစောကြီးကိုညွတ်ရွှေတို့နှင့်အတူရုပ်ကလက်ဤတွင် ပြောကဆိုကဖြင့်တနေကုန်ဤပါနေဖြစ်သည် ်ညသကောင်ရန်တေးနိုးတွင် နေလည်းကဝါးစိမ့်နှံကိုတိတိတသားကြီးရနေသည်ရုပ်ကလက်ကိုတိုက်ချောင်းကြီးပေါ်တွင်ထားသဖြင့်ရွာထဲကကာလာသားများလာအိတ်ကြသည်ရှေးချောင်းအိုကြီးပေါ်မှာတော့အကိုဖုန်းကြီးနှင့်နှစ်ပါးတဲ့အိတ်ကြခြင်းဖြစ်၍ဆရာတော်ကြီးများအနံ့ပေးလေသလားဝါးစိမ့်နှံကလည်းတညလုံးမပြောင်းခတ်ချေပြီးဟုတွေးကကိုမာချွေးများဆိုလာသည်တညလုံးအိတ်မပြောတော့မြစ်တာပဲပို့ရမလို့လို့အမြပဲပေးဝေရတော့မလို့လို့ဖြင့်အာယုံချင်းလင်းခဲ့ရသည် နနက်မိုးလင်းလို့ကြောက်အောင်ငုတ်ကြည့်လိုက်တော့မှလိုက်စင်၍ပူသောဝချမ်းခွဲများကိုတွေ့ရသည်တီတော့မှအော်ဒါကြောင့်ညကဝစိမ့်နဲ့ရတာကိုဟုအဖြစ်မှန်သည့်ကဘာသာရည်ခြင်းနေမိတော့သည် အဖြစ်ကဒီလိုပါဗီဒီယိုဇက်ကားများအချို့တွင်တန်ရုံးစဉ်ဆက်သူကွယ်လွန်သွားပါကတခါတည်းံကွယ်လွန်သွားသူကိုမြင်တွေ့ရသည်အနာတို့ပြေးပြီးတွားကြည့်လိုက်တော့မှကွယ်လွန်သူမဟုတ်ပဲခြားသူတယောက်ဖြစ်နေသောပြကွက်များကိုကြည့်ဘူးကြမည်ဖြစ်သည်ဆရာတော်ကြီးဇာဗနာပြီး၍နောက်တနေ့အာယုံစားတော့ပြီးရန်ကုန်သို့ပြန်ရသည် ရန်ကုန်ပြည်တိုင်းဆရာတော်ကြီးကိုဥချနှုတ်ဆက်ရစမြဲမှုဆရာတော်ကြီးကိုအာယုံပြုပြီးဆရာတော်ဤတပ်ပုံကိုဥချရန်စိတ်ကူးပြီးတိုက်ကြောင်းဘက်လှည့်ပြီးလှမ်းကြည့်လိုက်မိရာတတ်တော်ထင်ရှားရှိစဉ်တကယ်သူထိုင်မြဲနေရာတွင်ဆရာတော်ကြီးထိုင်လျက်ဥချခံရန်အသင့်ရှိနေသည်ကိုမြင်တွေ့လိုက်ရသည်ရှင်မာထိတ်သွား၏ရဲစိတ်မွေးပြီးအနားရောက်အောင်တွားကြည့်တော့မှဆရာတော်ကြီးနှင့်အတူနေဥယေဝတ္တဖြစ်နေတာကိုတွေ့ရပါသည် အော်စန့်ကြယ်ပြီစွာပထမဝါဇိုလာဇန်15ရက်သည်ပြည်စနိကေဆရာတော်ဤတက်တော်80ပြည့်မွေးနေ့မူနေကဆရာတော်များလဲကြောက်တိုက်သူရောက်နေကြသည်ကြီးတဲ့မျိုးဝေလူဝန်ကျောင်းဆရာတော်ဥတ္တံဝရကနန္ဒဘာဝနှင့်ပတ်သက်၍သူ့အတွေ့အကြုံကိုကျုပ်နေရာတန်ရုပ်ကျောင်းဆောင်အလဲလာရင်ဤသို့ပြောပြပါသည်ကြီးတဲ့တိုက်နယ်လိပ်ဘုံကုန်းရွာမှာတက္ကမကြီးတူသားရှင်ပြုကဏီမှာကွယ်လွန်သွားရှာသည်မနှက်ပြန်စွန့်သွမီဖြစ်၍အလုံးအလုံးရှုပ်နေခြင်းရွာကအမျိုးသမီးတူကိုဝင်ပိုးတဲ့ သူသားကိုရှင်မပြူရသေးသေးသူမကြွဘူးဖြစ်နေသေးသည်ထို့ကြောင့်မနှက်ပြန်စွန့်သွတ်တွင်ဆရာတော်ဥတံဝရကိုပင့်ပေးပါဟု၍လဲအဘူးခံရသူကပြောတဲ့ ကျွာကတကားတွေကဆရာတော်ကိုအကျိုးချောင်းလျှောက်ထား၍ဆရာတော်ကိုယ်တိုင်ကြွရောက်၍စွန်တရားဟောပေးနေခိုက်အမျိုးသမီးတို့ထဖို့ပြန်ဆရာတော်ကကွယ်လွန်သူတကမကြီးလားလို့မေးရရင်နှုတ်လေးရှာလေးကြီးဖြင့်ဟုတ်မှန်ကြောင်းပြန်ပြော၍ဆရာတော်ကအခုတကမကြီးတို့ကုသိုလ်ကောင်းမှုလုပ်ပေးနေတာဖြစ်တယ်တရဏဂုံသီလခံယူစောက်တည်ပါဟုပြောဆိုကကြကြနာနာတရားဟောပြီးအမြပေးဝေကြောင်းနဲ့တာရုတာရုဟုပြပီတတကြီးခေါ်ဆိုပြီးဝင်ပူးနေခြင်းမှထွက်သွားကြောင်းကိုပြောပြပါသည် မနေရလို့တေရဤသို့သောကို့နောက်တွင်လုံလောက်သည့်ကုသိုလ်ကောင်းမှုပါမလားလူကသာတေ၍ကြွဲကွာခဲ့ရသည်အစွဲကမကြွဲ၍မခွဲနိုင်မခွဲရဖြစ်ရပြန်၏ကုသိုလ်ပြုပေးလျင် မကျွတ်လို့သည့်ဘဝမှာလွမြောက်နိုင်တာကိုတည်ထား၍သာတော်သေး၏ဟုဆိုရပါမည်အမိကတော်ဆို ပရိယေတနာအလုတ်လုတ်ကအကြော်ကြော်ရောက်ပြီးမိသားစုဝမ်းမိကိုငြိမ်းရည်လူမိုက်မှုလိမ္မာမှုပညာရှိမှုပညာမဲမှုချမ်းသာသူမှုဆင်းရဲသူမှုခွဲကြလျက်မျက်နှာလိုက်ပြီးမခေါ်တတ်သူကရှင်သင်မင်းဖြစ်မိသားစုကိုအကြော်ကြော်ပြီးအကြော်ပန်းခေါင်းပေါ်ရွက်လျက်ရွာရိုးကိုပေါ့လျှောက်ကရှာဖွေကျွမှုခဲ့သည့်တော်ဆိုမိသားစုအတွက်နောက်ဆန်တင်လျက်တရားရှာ၏သူမကျွတ်ဒီကိုသူစွန်းတို့ကုတို့ဘွဲမှာအတိပေးသည်စွန်းတို့တရားဟောနေစဉ်အိမ်တွင်ချိတ်ဆွဲထားသောမိအိမ်မှာတွတ်တွတ်ကားလှုပ်ရမ်းနေသည် တရားပေးဆရာတော်အပါဝင်တရားနာပရိသတ်အားလုံးမြင်နေကြရ၏ဘာမှမတက်နိုင်ကြထိုကိစ္စကိုလည်းကိုတွေ့အမှန်ကြုံခဲ့ရကြောင်းကိုဆရာတော်ဥတံဝရကတဆက်တည်းပြောပြ၍သိရ၏ကျိုးမှန်သမျှမိတို့ပင်ခိုင်ပါစေအလွန်ထက်မြက်သောဓာပြင်ဖြတ်သည်ကပြက်သည်ကတန်ရောစဉ်ကျိုးကပဂရိဓာပြင်ဖြတ်လို့မပြတ်ညံဓာပြင်သာဖြတ်ရ၏ကိုလန်းကိုသွားပါနောက်ဆက်မတင်ပါနဲ့ဆိုတော်လေလူသားတို့ကပုရုဇဉ်ပြီးပြီးတန်ရောစဉ်အမြင့်တန်းကိုအလွယ်မဖြတ်နိုင်ခဲ့ကြ ပြတ်ဖို့ခရင်လာ၏မန္တလေးမြို့မဟာဝိသုဒ္ဓရုံတိုက်တဲ့သီရှင်เจ้าနိုင်နေစဉ်အီယာဝရီတိုင်းဒေသကြီးကမိတ်ဆွေစာတင်သားတစ်ပါးကလည်းသူတို့အရက်တွင်ညနေပိုင်းတည်သူရီမန်းဆောင်ရွက်နေသောပြိယုတ်ကုသူဝဲတွင်တန်ခါသုံးပါးပြိပေးနေကြ၏အင်းကြီးတစ်ဆောင်လုံးရိမ့်ထိုးနေခြင်းအပြစ်မှခဲများဖြင့်ပေါက်နေခြင်းတို့ကြောင့်တန်ခါများဆင်းလာခဲ့ရကြောင်းကိုတွေ့ကိုပြောပြဖို့သည် ပြင်းစနေကစွန်စားကြောင်ဖုန်ကြီးကလည်းကြီးတဲ့မျိုးဂုံချင်းမင်းကြောင်မှာဝါဆိုတင်ကန်းကပ်ပြန်ဆောင်ရွက်နေစဉ်ကညနေပိုင်းတက္ကမရဲကြောင်းချေရဲမှာခုတ်ထစ်ချက်ပြုတ်ကျော်လုံးနေကအဝတ်တန်းကြီးကအထက်သို့ပြေမှသူမရှိပဲမြောက်တက်လှုပ်ရမ်းနေတာကိုအလုံးမြင်ကြရ၏သူ့ကိုလည်းလာပြော၍သူကိုယ်တိုင်မြင်ခဲ့ရကြောင်းကိုပြောပြဖို့သည်အမရပူရမျိုးမဟာကန္နာယုံကြောက်တိုက်နေစဉ်အယုံစွန်းစားပြီးကြောက်တိုက်တန်ခါကုံဆရာတော်ကြီးကမနက်ခင်းဩဝါဒအမြဲပေးလေရှိ ဆရာတော်ကြီးဩဝါဒတွင်ဆရာနှင့်တပည့်နှစ်ပါးတော်ကြောင်းတစ်ကြောင်းတွင်အတူနေကြပြီးဆရာဖုန်းတော်ကြီးကအရင်ပြန်လွန်တော်မူသွား၏ပြန်လွန်တော်မူသောဆရာဖုန်းတော်ကြီးကညညဆိုအတော်၆ရက်တပါးတဲ့ကြံနေသောတပည့်ဖုန်းကြီးမှာညရောက်မှကိုစိုးရိမ်နေရတဲ့ညတိုင်းမအိပ်ရဘူးဖြစ်နေညစဉ်ညတိုင်းပရိယကမဝါစာဖက်ကနေရသည် ပြန်လွန်တော်မူသောသည့်ဆရာဖုန်းကြီးကပူပြီး မောင်အိုကညညပြိတ်တယ်ရော့ကမွာစာတွေမဖတ်နဲ့ကွာငါမှနားညိနေတာပဲဒီเจ้าကငါမတော်ဘူးမင်းထွက်သွားလို့ပြောပြဘူးကြီးကောက်ရော့ ဘုံကြီးတစေကမွားမကြောက်အစတဲ့ကဖြစ်၏နေရာတိုင်းမမြင်အပ်သောနန္နာဘာဝရှိနေဟန်တူ၏ဩကာသလောကသည်တတ္တလောကနှင့်မကဲ့၍ဖြစ်၏အချို့ကြည်လက်တို့တွင်မနှက်ပြန်စိုးသူမီဖြစ်ကဒီကနေ့လိုညနေတွင်တေဇင်ကမြုပ်နှံသည့်တုတ်တန်သူတို့ကမြေပုံကိုတစ်ခတ်ပြုတ်၍မင်းတို့ကမနှက်ပြန်စိုးသူအမြပေးဝေမှာဖြစ်လို့လိုက်ခဲ့ပါဟုဖိတ်ခေါ်ခြင်းကိုပြုလေရှိကြ၏ တချို့ကလည်းလိုက်လာတောင်းကိုတိစေရန်တိတိတသာထင်ထင်ရှားရှားပြဖို့ကိုရည်သလို မောသလိုပြောဆိုပြီးဖိတ်ကြသည်ကိုစားဖိတ်လာသည့်တစ်ခတ်ကလေးကိုအိအချင်းဘတ်ချက်စီယိုနိုင်ညှက်ထားလေရှိကြ၏နောက်တနေ့စွန်းတို့အမြတမ်းပေးဝေပြီးမှတောက်တန်တို့တစ်ခတ်ကို ပြန်ဖို့ရသည်တချို့ကြတော့ပြန်ဖို့မေ့နေတတ်ကြသည် ဒီတော့မှကမကရန်ရွာထိတ်သွားပြီးပြစ်လိုက်တာမျိုးဖုန်ကြီးချောင်းဝင်းနဲ့သွားပြီးပြစ်တာမျိုးတို့ကိုလှုပ်တတ်ကြသည်။တေချာတာကတော့မိမိတေသွားပြီဆိုရင်မိမိအိမ်ကပဲမိမိကိုမဆိုထားနဲ့မိမိကတ်နေသည်ဟုအထင်ရှိသည့်တစ်ခတ်ကိုပင်လက်တည့်မခံကျင်ကြတော့ဆရာတော်ဥတ္တမရပြောပြသလိုမျိုးသူတို့လိုက်ပါလာကြောင်းကိုပူဝင်ခြင်းမိအိမ်လှုပ်ရမ်းခြင်းတို့ဖြင့်ပြသတာလည်းဖြစ်နိုင်ပါသည်။ ပြစားနေကစိုးကြောင်ဖုန်ကြီးပြောပြသလိုဒီနေရာမှာသူတို့ရှိတယ်ဟုအတိပေးသလိုမျိုးလည်းဖြစ်နိုင်ပါသည်ဒီအပြင်တောကြောင်တိုင်းဆရာဖုန်ကြီးကဲ့သို့ကိုနှစ်မဆိုင်တော့ဒီအကြောင်းကိုကိုပိုင်သေးဤဟုအစွဲဖြင့်သူများနေထိုင်တာကိုလက်မခံနိုင်ပဲ၆လက်နေတာကလည်းတံဝေကယူဝဲ မြင်ကောင်းနိုင်သောအရာမျိုးမဟုတ်၏တိတိကျကျပြောဖို့ကတော့အမြင်အကြရသူများနဲ့တကိုးရှင်တို့၏အရာသာဖြစ်၏ဒါအပြင်ကိုဖိတ်သည့်ကွယ်သူပဲလိုက်ပါလာသလားသို့မဟုတ်တင်းကျိုင်းနာကအခြားနန္နာဘာဝတွေများလိုက်ပါလာကြသလားဆိုတာကလည်းတွေးစရာတရားမဟုတ်ခင်အသေးကဥယျာဉ်ဖြင့်ယောဂီတင်ကိုကျိုးမုတ်ချနေလိမ့်မည်သို့သောကျောင်းနီကမခွေရတာတွင်တရားစခန်းရတိုင်းမနဲ့အိယာတို့တရားကိုယ်တဲကဆရာတော်ကြီးအတန်ကိုကြားရောက်ပြီးကြောချမ်းနေမိပါတော့သည် ဒီဗီဒီယိုလေးကိုစုတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ညီကြီးစရာ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။